ဒါလီနက်ဆာလိုတော်တင်စားကြတဲ့လုံဝအီစိမ့်ပြင်းနေတဲ့အုံနုတာကူပြင်းနဲ့ဒူးရင်အုံနောက်တွေရဲ့ပြီးတော့မြမမုတ်ချိုပွဲကောင်းကောင်းလေးတွေပါအစုံရတဲ့နတ်တုတ်တာဆိုင်တော်သားမှာပဲဖြစ်ပါတယ်ဆိုင်နီနဲ့တော်စားမဲ့ဆိုင်ရကြတော့ BTS Ono Sinsin Jin D Century Ono Plaza ရဲ့၃လမှာဖွင့်ထားတဲ့နေတုတ်တာဆိုတဲ့ဆိုင်ပေါ့နော်။ဒီနေတုတ်တာဆိုင်ရကြတော့မြန်မာမှာလည်းဆိုင်ခွဲ73ဆိုင်လောက်ရှိပြီးတော့အခုထိုင်းမှာလည်းဆိုင်ခွဲတွေဖွင့်ထားတာ Ono တောင်းဝိုင်းမှာရှိရဲမြန်မာတွေဆိုလို့ရှိရင်လည်း D Century Ono မှာအလွယ်တကူလာစားလို့ရနိုင်ပြီနော်။ ဆိုင်ရတော့လေဒီနေ့တော့တာဆိုင်လေးအိမ်သားမှလာဖွင့်ထားရဆိုတာနဲ့တင်ုံဒီသူ့ရဲ့အုံတို့တာကိုပြင်နေသူရဲ့အုံနောက်တအားစားတင်တာနဲ့အရင်ဆုံးသွားစားလိုက်တာနေ့တော့တာဆိုတဲ့အတိုင်းသူ့ဆီယမုံလေးတွေကလေလုံးဝနှက်စာပဲနော်သူရင်အုံနောက်ကကြာတော့အရသာစိမ့်စိမ့်လေးနဲ့ပြင်းနေနေရမျိုးမှာစားချင်တဲ့သူတွေအတွက်တော့ကွက်တီပဲသူရင်အုံနောက်ကကြာတော့လေတာကူလုံးဝမပါပဲနဲ့ဒီလိုမျိုးပြင်းနေတဲ့အုံလိုအနစ်တင်တဲ့ဒီသူရင်ဘက်ကလေးနဲ့ထည့်ထားပါ တော်ကြော်လေးတစွန်းဆိုတစွန်းထိမိနေရောပဲတော်ခက်ခဲလေးစားလို့ရှိရင်ကြတော့လေကော်ဖီစားနေရတဲ့အရသာမျိုးလေးပူပူလေးစားလို့ရှိရင်လည်းလေပြင်းနေပြီးတော့ဒူးရင်ဘက်လေးနဲ့စားလို့ကောင်းတယ်။ဒါလေးကကြတော့မျိုးတောင်ကိုပေါ့နော်တော်ကြတော့ဒီလိုမျိုး flavor ငါးခုပါတယ်။ဟွန်းဒီကကြတော့အုံးပြီးတော့ဆွမ်းမွေးအောင်မဲညိုစတော်ဘယ်ရီနဲ့ဒါလေးကကြတော့တည့်ရပေါ့နော်။ မျိုးအားကြတော့ဒီလိုမျိုးအရသာ၅မျိုးကိုမှသူကအောက်ခံမှာကြတော့တာကူနဲ့ငချိတ်၅မျိုးရွေးလို့ရတယ်အမျိုးလုံးကတော့သူ့ရတာနဲ့သူစားလို့ကောင်းတယ်ပေါ့နော်။တုံတုံအီးလေးကြိုက်တဲ့သူဆိုလို့ရှိရင်တော့တာကူကအဆင်ပြေရဲ့။ငချိတ်ကကြတော့ဒီလိုမျိုးထုတ်ထုတ်ကလေးနဲ့တော့စားလို့ကောင်းတယ်။ဒီဆန်ကမြန်မာမုန့်လေးတွေက100% vegetarian ဆိုတော့စိတ်ချလက်ချလည်းစားလို့ရတယ်။ ုံတို့တာကူပြင်တဘူးလုံးမစားနိုင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီလိုမျိုး trio set လေးရှိရပါတော့။ဒီ trio set ထဲမှာကြတော့အုံတို့ဒူရင်းကြီးနဲ့ငချိတ်၃မျိုးပါတာကိုဘတ်တရ၂၀ပေးရတယ်။ဒီလိုမီနီဆက်လေးကြတော့လေအရသာအဆုံနဲ့စားခြင်းနဲ့တထိုင်နဲ့လည်းအများကြီးမစားနိုင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အဆင်ပြေရယ်ပြီးတော့အရသာဆက်နှမျိုးပါတဲ့ဒီလိုမျိုး buffet set ကြီးလည်းရသေးရယ် ဒီဆိုင်မှာစနမကင်းကိုတဘူးချင်းစီအဖြစ်ဒီလိုမျိုးစစ်သွက်ဘူးလေးနဲ့ပါရတယ်။စနမကင်းအကြာဒီလိုမျိုး ရွှေကြည်အပြင်ကိုမှနောက်ထပ်အရသာ6မျိုးလောက်လည်းရသေးတယ်။တော့ဒီလိုမျိုးဘူးလေးနဲ့ဆိုလို့ရှိရင်တနက်လောက်အထားခံတယ်လို့ပြောတယ်။အော်နတ်တော့တာထုတ်ကြရဲဆုံတော်မြန်ရိုးဆုံးလေးပေါ့နော်ဒီဒူရင်တာကူတွေပါစားပြီးတော့ဤပါလို့ရှိရင်ဒါလေးစားလို့လည်းရတယ် ဒီလိုမျိုးယူဆောင်အထုတ်လေးပြန်စားလိုက်ရတော့လေငငယ်ကခဏခဏစားခဲ့တာတော့မှပြန်မျိုးတတိယသွားတယ်။သူကကျတော့ပင်မဲ့စားငန်သေးနဲ့လှုပ်ထားရဆိုတော့လေသူရဲ့ရတာလေးကချင်းချင်းလေးနဲ့အီပီရယ်။နတ်တုတ်တာရဲ့စုံတော်မြတ်ယူဆောင်ဆိုလို့ရှိရင်တထုပ်ပေါ်မှာ15ပဲပဲပေးရတယ်။ဒါလေးကကျတော့မုတ်ပြားတစ်လက်ကြွကြော်နေပါတော့။ ပြန်မပြောလို့ရပါလေ။ပွဲစည်းမှာစားရတဲ့အရသာမျိုးတွေပဲ။အစားကြတာဒီနေ့တော့တာဆိုင်မာလေးအုံလို့တာကူပြင်နိုဒီစနစ်မကင်းနေပဲရရလို့ထင်တာပါနော်။ဒါပေမဲ့သူ့စီမှာဒီလိုမြမမဟုတ်လေးပါရရဆိုတော့လေးမှာစားကြည့်ရတော်တော်လေးလဲစားလို့ကောင်းတယ်။ဟာ။ဒါလေးကကြတော့နေ့တော့တာရဲ့ဘိမုံပါနော်။ ူ့ရဲ့ဘဲမုတ်ကအစလေးထောက်ပန်းနဲ့တင်းတင်းလေးနဲ့အီအီမွမွေလေးဘန်ကောက်ရောက်ကတည်းကဘဲမုတ်ကောင်းကောင်းရတဲ့ဆိုင်ကိုရှာလို့မရနေရအခုဒီနဲ့တုတ်တာရဲ့ဘဲမုတ်နဲ့မှပဲတော်တော်လေးအလွမ်းပြေပါတယ်အတိတ်ဆုံးနဲ့အမိုက်ဆုံးကကြတော့လေဒီနဲ့တုတ်တာရဲ့ရေခဲတုတ်လေးပဲတော့ကြတော့အရသာ၁၀မျိုးလောက်ရှိရပေါ့နော်ဒီလိုမျိုးတစ်ချောင်းမှာဘတ်၂၀ပဲပေးရတယ်ဆိုင်ခုစားရတာကကြတော့အုံနို့ပေါင်မို့အေးရေခဲတုတ်လေးပါ သူကကြတော့အုံတို့အရသာဆင်းဆင်းလေးကိုမှပေါင်မုတ်တာအီအီလေးကိုပါစားမိတာဆိုတော့လေးစတော်လေးတော့စားလို့ကောင်းတယ်ရေခဲတုတ်ကဖာလူတာနဲ့လည်းရရဲပြောတယ်အိနီကပစ္စည်းပြက်နေရတယ်မစားခဲ့လိုက်ရလို့ဆိုင်းတောင်းလေးမှထပ်သွားစားအောင်မယ်ပြီးတော့နတ်တုတ်တာစားကြီးမှဒီလိုမျိုးစမှုစားတုတ်တွေပါရရတယ်စက်ကလေးစားခြင်းတော့ရည်သိမ်းများများဖြစ်ပါတော့ ရဲမှဆိုရင်စမူဇာနဲ့ပင်ရကြော်ကိုခေါ်ပီလေးနဲ့တခြားလေးတုပ်ပြီးတော့ဒီဟင်းရည်မြများလေးထည့်ပြီးတော့ငြုံတီးမြများလေးထည့်ပြီးစားလို့ရှိရင်တော်တော်လေးမှိုက်တယ်ဒီ century အုံနုဆိုင်ခွဲမှာကြတော့လေဒူရင်တောက်ခုပြင်းနေအပြင်ကမှဒီလိုမျိုးမြန်မာမုတ်ကောင်းကောင်းလေးတွေကိုပါအေးစိတ်ထိုင်စားလို့ရတာနေဆက်ရဆိုလို့ရှိရင် delivery နဲ့လည်းမလုပ်ရသေးဘူးပြီးတော့နောက်ဆုံးမှာဒီလိုမျိုး ready made အထုပ်လေးတွေပါရှိရဆိုတော့အိမ်မှာစောင့်သားလို့လည်းကောင်းတယ် လက်ဆောင်ပေးမယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုး box လေးနဲ့ဆိုတော့တော်တော်လေးလည်းပေးလို့ကောင်းတယ်ပေါ့နော်ဒီနဲ့သုံးဆောင်မှုလေးတွေကို Century အလုံးမှလည်းလာစားလို့ရနိုင်ပြီဆိုတော့ကို sharing လုပ်ပေးလိုက်ပါတယ်ဒါဆိုရင်စားရတဲ့ vlog တွေမှာပြန်တွေ့ပါမယ်အားလုံးပဲတတား